ကဲအလောင်းမင်္ဂလာပါဗျာ GTS channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့မေလ3ရက်နေ့မနက်ဖြန်မနက်ပိုင်း7:00နာရီမှာပဲစတင်ချင်းပပြုလုပ်သွားမယ့်15931ပြိုင်ပွင့်ကြီးကဒါပါဝင်သွားမယ့်တွဲဆိုင်ကောင်းတွေအကြောင်းနဲ့ပတ်သက်ပြီးဒီကကြည့်ရှုနေတဲ့ပရိသတ်တွေနဲ့အတူအပွေကျူအထူးတုံတက်ချက်ပုံစံမျိုးလေးနဲ့ဒါတုံတက်တင်ဆက်ပြီးသွားချင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမနက်ဖြန်မနက်ပိုင်းဒီ15931ပြိုင်ပွင့်ပွင့်စဉ်ကတော့ဒါအနေငယ်လေးဒါထူးခြားမှုရှိနေတယ်လို့ပြောလို့ရတယ်ပေါ့နော်ပုံမှန်ကျွန်တော်တို့ဒီ15931ဒီအမှတ်စဉ် တက်ပြီးတော့မှဂျင်းပါပြုတ်သွားတဲ့ဘွေးစဉ်တော်တော်များများဟာဆိုရင်ဒါတွဲဆိုင်ကတာအနည်းဆုံးမရှိတော့မှကျွန်တော်၁၀ဆိုင်အထက်ရှိတယ်ပေါ့နော်အဲ့တော့များတော့အပြင်ကတော့ဒီ၁၂ဆိုင်ပုံစံမျိုးနဲ့ဒါပြိုင်ပွဲကိုဂျင်းပါပြုတ်လေးရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီတစ်ပတ်မှာဂျင်းပါပြုတ်သွားမဲ့ဒီတွဲဆိုင်တွေကကျွန်တော်တွားပြီးတော့ရည်ကြည့်လိုက်မယ်ဆိုတော့ဒါ၈ဆိုင်ထိပဲရှိနေတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီ၈ဆိုင်မှာဆိုရင်တော့ဒါကျွန်တော်တို့အနေနဲ့ကြည့်ရှုသွားတဲ့တွဲဆိုင်ကောင်းတွေကဒါ9ဆိုင်အထိပါဝင်နေတာတွေ့ရတယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုဒီထဲမှာဆိုရင်ဒါ3ဆိုင်လောက်ပဲ ဒါတိတ်ပြီးတော့မှဒီစိတ်ဝင်စားမှုမရှိဘူးပြောမယ်ပေါ့နော်ကျန်တဲ့သွဲဆိုင်တွေတော်တော်များများကဒါပရိသတ်တွေစိတ်ဝင်စားကြတဲ့သွဲဆိုင်တွေဖြစ်တဲ့အပြင်ကမှဒါဒီစောင့်ကြည့်ခြင်းစရာကောင်းတဲ့ဒါသွဲဆိုင်တွေဖြစ်နေတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီကနေ့ဒီတောက်ကြနေ့မီလာ၂ရက်နေ့မှာဆိုရင်လေကျွန်တော်ဒီမြန်မာကရိုးရလဝိတ်ဖိုက်တာတူဦးဖြစ်တဲ့ဒီစိန်လုံးချောအဲ့တော့ဒီဖိုက်တာရဲ့ဒါတွဲဆိုင်ကပါဝင်လာမှာဖြစ်တယ်ပေါ့နော်အဲ့တော့သူ့အနေနဲ့ကတော့ဒါထိုင်းကဖိုက်တာတူဦးဖြစ်တဲ့ ဒီ your sensor ဆိုတဲ့ fighter နဲ့တာရှင်ပြန်ထိုးတက်သွားမှာဖြစ်ပါလေအဲ့တော့ကျွန်တော်တို့ဆက်ပြီးတော့မှကြီးလိုက်မယ်ဆိုရင်တော့ဒါပရိသတ်တွေမမိကြအောင်မလားတော့မသိဘူးပေါ့နော်ဒါမြန်မာကမွန် fighter တူဖြစ်တဲ့ဒီ sun rat နဲ့ရှင်ပြန်ထိုးတက်ခဲ့ဘူးတဲ့ fighter တူပါဝင်နေတယ်ပေါ့နော်ဒါသူ့နာမည်ကတော့ကျွန်တော်ဒီ airfin pontin လို့ခေါ်တယ်ပေါ့နော်ဒါ UK က fighter တူဖြစ်တယ်အဲ့တော့ကျွန်တော်ဒီ fighter မှာအရက်9ပြီနဲ့10လောက်မှရှိတယ်ပေါ့နော် one championship မှာကျွန်တော်တို့ဒါ sun rat နဲ့ပွဲစဉ်တပွဲပဲထိုးတက်ထားသေးတယ်ပေါ့နော်အဲ့တော့ဒီ fighter ကပြောမယ်ဆိုရင်တော့ဒါစွမ်းဆောင်ရေးအရပြောရင်ကောင်းတယ်ဒါအသက်အရွယ်အရပြောမယ်ဆိုရင်တော့ဒါ တော်တော်လေးငယ်သေးတယ်ပေါ့နော်ဒါဆိုရက်ကိုရှုံနေတွားခဲ့တယ်ဆိုတော့ကလည်းသူ့အနေနဲ့ဒီအတွေ့အကြုံပိုင်းအရာဒါအားနည်းနေတဲ့အတွက်ကြောင့်မို့လားရှုံသွားတယ်ပေါ့နော်ဒါဆွမ်းဆောင်ရေးအရာတော့ကျွန်တော်တကယ်ကိုဒီအလားလာရှိတဲ့ fighter တူးလို့ကျွန်တော်တို့ဒါထင်မြင်ရတယ်ပေါ့နော်အဲ့တော့ဒီ one championship ဒီ one friday fight ဒီ amazon တက်ပြီးကျင်းပပြုလုပ်သွားတဲ့ပွဲစဉ်မှာဆိုတော့ဒါသူကဒီ poster မှာကျွန်တော်တို့ဒီဒုကောင်ပွဲပုံစံမျိုးနဲ့ဒါချိန်ထားတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီအချက်ကိုကျွန်တော်တို့ကြည့်ရှုခြင်းအပြင် ဒီဆုံးရတဲ့ရှင်ပြန်ထူးတက်သွားခဲ့တဲ့ UK fighter ကပြောမယ်ဆိုရင်တော့သူ့ရဲ့ဒီရှင်ပြန်ထူးတက်ထားခဲ့တဲ့ဒီမူထိုင်းဘွေးစဉ်မှတ်တမ်းတွေအပါဝင်ပေါ့နော်ဒါဆွမ်းဆောင်ရည်အပါဝင်ဒါတွေအားလုံးခြုံပြီးကြီးလိုက်မယ်ဆိုရင်ဒီ fighter ကကျွန်တော်တို့ကောင်းနေတဲ့အနေအထားတစ်ခုမျိုးရှိနေတဲ့အတွက်ကြောင့်ဒါ1 championship ကလည်းသူ့ကိုဒီမျက်နှာသာပေးတဲ့ဒါတဘောအနေနဲ့ပေါ့နော်ဒါစင်တင်ချင်တဲ့အနေအထားမျိုးတွေကျွန်တော်ဒါတွေ့မြင်နေရတယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်ဒါကတော့ဒီကနေ့တောက်ကြံနေညပိုင်းမှာဒါဒီပြည်သက်တွေအနေနဲ့ဒါစောင့်ကြည့်သွားတင်တဲ့ဒီတွဲဆိုင်နှဆိုင်နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ဒါ ီအနေငယ်လေးကြောင်ညာဝင်ပြီးတွန်းခင်းတာဖြစ်ပါလေ။ Okay ဒါဆိုရင်ကျွန်တော်အဓိက point ကိုတွားလိုက်အောင်ဗျ။အဲ့တော့ဒီ1531ဂျိုင်ပွဲရဲ့ဒီအဓိကခေါင်းပွဲပွဲစဉ်မှာဆိုရင်တော့ဒါပရိသတ်တွေအားလုံးသိရှိကြပြီးတော့ဖြစ်တဲ့ control အနည်းနဲ့ဒီဝိုင်းရဲ့ ာမွေထိုင်းချန်ပီယံဟောင်းတူဦးဖြစ်တဲ့နောင်အိုတို့ဒါဒုတိယမကြီးပွဲအနေနဲ့ရှင်ပြိုင်ထိုးတက်သွားမှာဖြစ်တာပေါ့နော်အဲ့တော့ဒီသွဲဆိုင်နဲ့ပတ်သက်ပြီးကျွန်တော်ရှိဗီဒီယိုမှာလဲဒါဖိုင်တာဦးစလုံးရဲ့ဒါအရင်ကရှင်ပြိုင်ထိုးတက်သွားခဲ့တဲ့ဒါပွဲစဉ်ကောင်းတွေနဲ့အတူကျွန်တော်ဗီဒီယိုတပုတ်လုပ်ပြီးတော့မှဒါသင်စပီထားခဲ့တယ်ပေါ့နော်ဒီကတော့ဒီကကြည့်ရှုနေတဲ့ပရိသတ်တွေအဲ့ဒီဗီဒီယိုလေးကိုမကြည့်ရသေးဘူးဆိုရင်လည်းကျွန်တော်ဒီ channel မှာရှာပြီးတော့မှဒါဝင်ရောက်ကြည့်ရှုနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီဒုတိယကောင်ပွဲကိုတွားပြီးကြည့်လိုက်မယ်ဆိုရင်တော့ဒါခပ်ပတ်လူပွဲတစ်ပွဲပါဝင်နေတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့ဒါကတော့ကျွန်တော် weather weight ဒါ submission grappling ဒါကမ္ဘာ champion လူပွဲတစ်ပွဲဖြစ်တယ် ဲ့တော့ကျွန်တော်ထပ်ပြီးတော့မှကြည့်လိုက်မယ်ဆိုရင်တော့ဒီမှာအောင်လရဲ့ဒီ border တူဖြစ်တဲ့ဒါ Sweden နိုင်ငံကဒါ fighter တူပါတယ်ဗောနော်ဒါသူနာမည်ကတော့ကျွန်တော် Sebastian Kadastan ဖြစ်တယ်ဗောနော်ဒါသူကတော့ဒါပရိသတ်တွေနဲ့ဒါစိတ်မယ်လို့မထင်ဘူးဗောနော်ဒါ Welterweight တန်းကဒါ MMA ကမ္ဘာ Champion ဟောင်းတူဖြစ်တယ်ဗောနော်အဲ့တော့သူကပြောရမယ်ဆိုတော့ဒီနာမည်ရှိတဲ့ fighter တူဖြစ်တယ်သူပေမဲ့လည်းကျွန်တော် one championship မှာသူ့အနေနဲ့ဒီပွဲတွေတော်တော်လေးဒီချားခဲရတယ်ပေါ့နော်ချားခဲရတဲ့နောက်ပိုင်းမှာဆိုရင်တော့ဒါပြိတ္တတွေကသူ့ကိုပြောရမယ်ဆိုရင်ဒါနည်းနည်းလေးစိန်သွမ်းခဲ့တယ်ပေါ့နော် ဲ့တော့အထူးသဖြင့်ဒီနောက်ဆုံးကျွန်တော်2023မေလ6ရက်နေ့မှာပေါ့နော်ဒါဖိုက်တာတစ်တူဖြစ်နေတာရိုဘတ်တူဆူတစ်ဆိုတဲ့ဒီတခြားဒီနာမည်ကြီးအဖွဲ့စည်းလို့ပြောလို့ရတဲ့ဒီအဖွဲ့စည်းမှာပေါ့နော်ဒါမတူညီတဲ့ဝိတ်တန်းမှာကျွန်တော်ချန်ပီယံဒါနှစ်ထပ်ကွန်ဖြစ်ခဲ့ပူးတဲ့ဒါရိုဘတ်တူဆူတစ်နဲ့ဒါရှင်ပြန်ထိုးတက်ခဲ့ပြီးတော့မှအဲ့ဒီပွဲမှာသူ့အနေနဲ့ရိုဘတ်တူဆူတစ်ကိုကျွန်တော်လာလာပပအလဲထိုးပုံစံမျိုးနဲ့ဒါအနိုင်ရယူနိုင်ခဲ့တယ်ပေါ့နော် တော့ကျွန်တော်အဲ့ဒီပွဲနောက်ပိုင်းမှာဆိုရင်တော့ဒါပရိသတ်တွေကကျွန်တော်ဒီ Sebastian Kedestan ကိုဒါတော်တော်များများပြန်ပြီးတော့မှဒါသတိထားမိလာကြတယ်ဗောနော်အဲ့တော့ဒီ fighter ကကျွန်တော်ဒီ champion ပြန်ဖြစ်ဖို့ဒါအလားလာရှိသေးတယ်ဆိုပြီးမှဒါအလုံးကဒါထင်ကြီးပြီးနေတာမျိုးလေးနဲ့ဒါတွေးခင်ရတယ်ဗောနော်ဒီအောက်ကကျွန်တော်တွဲဆိုင်၄ဆိုင်စလုံးကတကစ်ကိုဒီတက်လူနဲ့ပြောမယ်ဆိုတော့ဒီကြလူပုံစံမျိုးကျွန်တော်တည်ထားပေးတာတွေ့ရတယ်ဗောနော်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီဒီအောက်ကတွဲဆိုင်ဗောနော် ဒီအပေါ်အောက်ကတွဲဆိုင်ဒီအောက်ဆုံးတဆိုင်မပါသေးဘူးအောက်ဆုံးရဲ့ဒီအပေါ်ကတုံးဆိုင်ဒီညာဘက်ကဖိုင်တာ၃ယောက်ကိုကျွန်တော်တွားပြီးကြီးလိုက်မယ်ဆိုတကယ့်ကိုဒီတက်တဆလူငယ်ဖိုင်တာတွေတို့ဒါပြောလို့ရတယ်ဗောနော်ဒါရလက်ကောင်းတွေပိုင်ဆိုင်ပြီးတော့မှဒါနိုင်ပွဲဆက်တွေကျွန်တော်တို့ရယူပြထားတဲ့ fighter တွေဖြစ်တယ်ဒါအလားအလာရှိတဲ့ fighter တွေဖြစ်ကြတယ်မဟုတ်လားဒါလဲထိုး power ဒါရှိကြတဲ့ fighter တွေဖြစ်တယ်လို့ကျွန်တော်တို့ဒီဒီမက်ဒက်ပြင်မှာကျွန်မပြလို့သွားမဲ့ဒီ1531ပွဲစဉ်မှာဆိုတော့ဒါသူတို့အနေနဲ့ ဒီ bonnet စုတွေကျွန်တော်ရယူတောင်းနိုင်တဲ့ဒီဆွမ်းဆောင်ရည်မျိုးတွေရှိနေတဲ့ fighter တွေဖြစ်တယ်ပေါ့နော်အဲ့တော့ဒီအောက်ဆုံးကတော့ကျွန်တော် Jordan Stupinan ဆိုတဲ့ fighter လေးကိုကျွန်တော်တွေ့မြင်ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ twin sign ကလည်းပြောမယ်ဆိုတော့ data predator တွေအနေနဲ့ဒါစောင့်ကြည့်သွားတင်တယ်အဲ့တော့ဒီ fighter တွေကကျွန်တော် one championship မှာတကယ့်ကိုဒီနောက်ပိုင်းကျရင်ကျွန်တော်တို့တဖြည်းဖြည်းနဲ့ဒါပုံရိပ်အရာလဲကျွန်တော်မြင်လာနိုင်ချေရှိပြီဒါစူပါစတာတအူးဖြစ်နိုင်တဲ့အပြင်ဒါချန်ပီယံခပ်ပတ်တွေလဲကျွန်တော်ဒါလူယူခွင့် ါဒါရရှိသွားနိုင်ခြင်းများနေတဲ့တော့ fighter တွေဖြစ်တယ်ပေါ့နော်။ Okay အဲ့တော့ကျွန်တော်ပြောပြောရင်းနည်းနည်းလေးဒီ weight သွားတယောင်ယောင်လေးဖြစ်နေတယ်ပေါ့နော်။အဓိက point ကိုကျွန်တော်သွားလိုက်အောင်ဗျဒီပထမအဦးဆုံးတွဲဆိုင်အနေနဲ့ကျွန်တော်ဒါပွဲချူတုံးတဲ့ချက်လေးဒါပြုလို့တင်ဆက်ပြီးတော့မှဖြစ်တယ်ပေါ့နော်။ဒါ Colombia ကဒါ Jordan Estupinan နဲ့ကျွန်တော်တို့ဒီ Ali Shadow ဆိုတဲ့ Russia fighter တို့ရဲ့ဒါတွဲဆိုင်ကနေပြီးတော့မှဆားလိုက်ချင်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒီ Johan Estupinan နဲ့ Jordan Estupinan တို့ဆိုတာကဒါ1 championship မှာဒါတကယ့်ကိုဒါပြည်သက်တွေအနေနဲ့ဒါမမရရ ဖြစ်စေပြီးတော့မှသာထင်ရှားစေတဲ့ဒါအမွားညင်းအောင်တွေဖြစ်ကြနိုင်မှာနော်အဲ့တော့ Johan S2 Pinan ကတော့ဒါရှိမှလည်းပြောဆိုခဲ့တဲ့အတိုင်းပဲသူ့အနေနဲ့ One Championship မှာဆိုတော့ဒါ၅ပွဲဆက်တိုက်ကိုအနိုင်ရယူပြီးတော့မှဒီ Flyweight တန်ရဲ့ဒီ Titan Fighter နေရာအဆင့်ထိကိုကျွန်တော်ရောက်ရှိလာခဲ့တာတွေ့ရတယ်ပေါ့နော်အဲ့တော့အခုဆိုရင်ဒီ Jordan S2 Pinan ကလည်းဒါ Russian Fighter ဖြစ်တဲ့ဒီ Ali Shatok ကိုဒါရင်ဆိုင်တွားရောက်ဖို့ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီ Colombia Fighter ဖြစ်တဲ့ Jordan S2 Pinan ကိုကျွန်တော်တွားပြီးကြည့်လိုက်မယ်ဆိုရင်တော့ ဒီ one championship ကကျွန်တော်နတ်တက် one champion ဖြစ်ခဲ့ပူတဲ့ဒီနာမည်ကြီး fighter Jonathan Hakanti ရဲ့အညီလေးဖြစ်တဲ့ဒီ Freddy Hakanti ကိုတော့မှဒါအမတ်အပြတ်တက်နဲ့ဒါနိုင်ခဲ့ဖူးတာကိုကျွန်တော်တွေ့မြင်ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့တစ်ဖက်ကဒီ Russian fighter Ali Shatok ကတော့ဒါ black တန်တာကိုဒါအလဲထိုးနဲ့ဒါရှုံနေထားခဲ့ရတာမျိုးတွေ့ရတယ်သူအနေနဲ့တော့အဲ့ဒီရှုံနေထားခဲ့တဲ့ဒီပွဲပြီးတဲ့နောက်ပိုင်းမှာဆိုရင်တော့ဒါပွဲအနှဲငယ်လေးဒါဝေးသွားခဲ့ရတယ်ပေါ့နော်အဲ့တော့ပွဲအတွေ့အကြုံရပြောမယ်ဆိုရင်တော့ဒါ Jordan Stupinan ကအလေးချင်းရှိနေပြီးဒါပွဲကလည်းပြောမယ်ပုံမှန်ရနေပြီးတော့မှဒါလက်ရည်အရလေးဒါတက်နေတဲ့ fighter တအုပ်လို့ကျွန်တော်တို့ဒါဒီပြောလို့ရတယ်ပေါ့နော်အဲ့တော့အသက်အားဖြင့်ပြောရမယ်ဆိုရင်တော့ဒါအရင်ကြီးဒီကွာဟမှုဒါမရှိပေမဲ့ ဒါကျွန်တော်အနေနဲ့ကတော့ဒီပွဲမှာကျွန်တော် Jordan S2P နဲ့ကိုဒါပုံပြီးတော့မှသဘောကျမိတယ်ပေါ့နော်ဒါသူ့အနေနဲ့ဒါဒီပွဲစီမှာဆိုရင်တော့ဒီ Russian Fighter ဖြစ်တဲ့ကျွန်တော်တို့ Ali Shadow ကိုဒါအနိုင်ရရှိသွားနိုင်မင်းလို့ဒါခမန့်ချင်တယ်ပေါ့နော်โอเคဒါကတော့ကျွန်တော်တို့ဒီ159 ဒါဒီဝမ်ပြန်ပွဲကကျွန်တော်ပထမဦးဆုံးဒါသွေးဆိုင်နဲ့ပတ်သက်ပြီးဒါပွဲချုပ်တုံးတက်ချက်လေးပြုလုပ်တင်ဆက်ပြီးတွန်းခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါပရိသတ်တွေအနေနဲ့ရောဒီသွေးဆိုင်နဲ့ပတ်သက်ပြီးဒါဘုဒ္ဓကအနိုင်ရရှိသွားနိုင်ခြင်းရှိတယ်လေပေါ့နော်ဒါတွေနဲ့ပတ်သက်ပြီးကျွန်တော်ကိုယ့်ရဲ့တင်ပြချက်တွေကိုလည်းဒါအောက်ကခုံးမဲ့မှာဒါဝင်ရောက်ပြောဆိုတွန်းပြဖို့ဒီကနေ့ဖိတ်ခေါ်လိုက်ချင်ပါတယ်အဲ့တော့ကျွန်တော်ဒုတိယသွေးဆိုင်ကိုတွန်းလိုက်အောင်ဗျအဲ့တော့ဒုတိယသွေးဆိုင်မှာဆိုရင်တော့ဒါဖလပိုင်နွယ်ဖွားပြီးရင်အမေရိကန်နွယ်ဖွားရောဆက်ထားတဲ့ဖိုက်တာတစ်ဦးဖြစ်နေကျွန်တော်ဒီရှောင်း คลีนมากูบ่เนาะนามเองก็တော့แมนจิมาแมนเหมือนเปียจมุดิจิเจ็บปี้ดมาตาอตันถั่วไล่เลยบ่เนาะเออဒီ fighter ကတော့ပြောမယ်ဆိုတကယ်ကိုဒီအကျံပဒံ fighter တူဖြစ်တယ်ဗျအထူးသဖြင့်ဒါသူ့ရဲ့ဒီ body shot တွေကဒါတော်တော်လေးကိုဒါအန္တရာယ်များတဲ့ fighter တူဖြစ်တယ်အဲ့တော့ဒီ fighter ကတော့ဒါ one championship နဲ့ဒါစာချုပ်တန်းရရှိထားတဲ့ fighter တူဖြစ်တယ်ဗောနော်တန်းကြောင့်မို့ဒါသူ့ကိုကျွန်တော်တို့ဒီ one friday fight ပြိုင်ပွဲတွေမှာဒါဆင်းထိုးတာမျိုးတွေကျွန်တော်မတွေ့ခဲ့ရဘူးဗောနော်အဲ့တော့သူနဲ့ရှင်ပြိုင်ထိုးတက်သွားရမယ့်ဒီ aspen gen fighter arkit guluzada ကတော့ 在 One Friday Five，那边朋友真多，今年呢，到我们这边一起，大家也是特别多嘛。在贵州那边，今年在 One Friday，到 One Sunday，在上面呢，那边朋友嘛，也是拉黑那边出现的不呢？在那边呢，在上面，One Sunday，大家在庙古那边，在雷土塔那边，那这个龙华小学，这个唐龙庙那边，在那边出现的不呢？在这些方面，大家出现的，在贵州山塘街。 ကျွန်တော်တို့ရဲ့ဒီပွဲစဉ်တွေကိုကျွန်တော်အသေးစိတ်သွားပြီးလေ့လာကြည့်မယ်ဆိုတော့ဒါတဖြည်းဖြည်းနဲ့ဒါဆွမ်းဆောင်ရေးပိုင်းမှာကျွန်တော်ကောင်းမွန်တာတူးတက်လာပြီးတော့မှဒါလက်ရည်အရာပြောမယ်ဆိုရင်လည်းဒါတည်ငြိမ်မှုရှိလာနိုင်တဲ့ဒါဖိုက်တာတူဦးဖြစ်တယ်ပေါ့နော်အဲ့တော့ဒီအတွက်ကြောင့်မို့ကျွန်တော်အနေနဲ့ဒီပွဲစဉ်မှာဆိုရင်တော့ဒါအခက်ဂူလူဇာဒါဆိုတဲ့ဖိုက်တာကိုပို့ပြီးတော့မှဒါအသားပေးထားတယ်ပေါ့နော်ဒါသူကပဲကျွန်တော်ဒီပွဲစဉ်မှာဒါအနိုင်ရရှိသွားဖို့ကဒါရခိုင်တို့အရာပြောမယ်ဆိုရင်တော့ဒါများနေတယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့နောက်ထပ်သွေးဆိုင်ကောင်းတဆိုင်ကိုထပ်ပြီးတွန်းလိုက်အောင်ပါ 大家每谈发达都乌皮咧，啲新闻拍，树立发达噶，但系多年来啲完全唔识变八卦，啲食唔开食嘛咯，但系后面冇对大家识开咧，咪 <noise> 咯？系咯，啲完全唔识会要来咧食嘛咯，多年来要来排哎呀表面就喏，但系真正冇冇识开啵，表面就要来冇讲开，咪咯？但系想嚟难嚟咧，但系到底谈发达啲阿咩样对样咧？系咯，但系今年身边好多大名啲人想发达拍，就喏，只来咪就喏，啲阿杜啦，但系阿 K 噶，但系都系算上一个，但系包括阿边边咯嘛。 ဒါစွမ်းဆောင်ရည်ရပြောမယ်ဆိုတော့ဒီ time factor ထက်ကျွန်တော်ကောင်းတဲ့အနေထားမျိုးတွေဒါရှိနေတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့သူအနေနဲ့ကတော့ဒီ York IQ or ဒါ Pimonsri ကိုဒါလုံးဝဒီမထင်မှတ်ထားပေနဲ့ဒါရှုံးနေထားတာကလွဲလို့ပေါ့နော်ဒါ one championship မှာဆိုရင်တော့သူအနေနဲ့ဒီတခြားတော့ဒီပွဲစဉ်တွေတော်တော်များများမှာဒါရလက်ကောင်းဒီစွမ်းဆောင်ရည်ကောင်းတွေကျွန်တော်ပြတ်တနိုင်ခဲ့တယ်ပေါ့နော်အဲ့တော့အခုဆိုရင်ဒီ Abdullah Dayakhet ကဒါနှစ်ပွဲဆက်နိုင်ထားတဲ့ fighter ဖြစ်တဲ့အတွက်ကြောင့်မို့ပေါ့နော်ဒါပို့ပြီးတော့မှ ဒါစိတ်တက်ပိုင်းဆိုင်ရာမှာကလည်းဒါလန်ဆန်တက်ကြွမှုရှိနေပါတော့အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီတစ်ဖက်က time fighter တူဦးဖြစ်တဲ့ဒီ cement patch ရဲ့ဒီအရင်ကရှင်ပြန်ထုတ်တက်ထားခဲ့တဲ့ဒီပွဲစဉ်တော်တော်များများကိုတွားပြီးလိလာကြည့်မယ်ဆိုတော့ဒီဆွမ်းဆောင်ရေးဘိုင်းကဒီအရင်ကြီးအားရစရာအနေထားမျိုးမရှိပါတော့ဒီ power ဘိုင်းအရာပြောမှဆိုရင်ဒီအားနေနေတာမျိုးလေးတွေ့ရတယ်ပါတော့အဲ့တော့ဒီအတွက်ကြောင့်ဒါကျွန်တော်အနေနဲ့ကတော့ဒီပွဲဆိုင်မှာကဒီ Russian fighter ဖြစ်တဲ့ Abdullah ပါတော့ဒါရခက်ကဒါနိုင်ဖို့များတွားနိုင်ချင်ရှိတယ်လို့ဒါခံမှန်းချင်တယ်ပါတော့โอเคအဲ့တော့ကျွန်တော်တို့နောက်ထပ် 第塞维萨兹呀，对山登山谷，多了一个红点。哎喽，第对山高喽，他后来按山野，第布拉特乌皮德路勒表路亚勒，布诺李金坡路勒表路亚勒，但瑞典卡费达乌皮德，第塞巴斯蒂安格德斯坦苏德费达嘛。哎喽，第费达高喽，第算上呀，费达特乌达乌皮德属于咩类？达完全没什么多的呢，就那西马勒表苏克德路勒布诺，达贝威尼勒这项目，第算上伊班卡，第当地呀，温尼亚里那尼西尼勒布诺，哎喽。 ကျွန်တော်သူ့ရဲ့ဒီနောက်ဆုံးထိုးတက်ထားခဲ့တဲ့ပွဲစဉ်မှာဆိုရင်တော့ဒါဆွမ်းဆောင်ရည်ကောင်းပြတ်တောက်နိုင်ခဲ့တာဆိုတာဒါပရိသတ်တွေအားလုံးသိရှိကြပြီးတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒုဝိမဲ့လည်းဒါဘလိုပဲပြောပြောပြဒါတပွဲပဲဖြစ်တဲ့အတွက်ကြောင့်မို့ဒါပွဲဆက်တွေကလည်းဆက်တိုက်မထိုးထားတဲ့အတွက်ကြောင့်မို့ဒါအချိန်ကြီးကကျွန်တော်တို့ဒါပြောမှာဆိုအတိအကျပြောလို့မရတယ်ပေါ့နော်တပတ်ကသူနဲ့ရှင်ပြန်ထိုးတက်သွားမဲ့ဒီ OC Fighter EC Fitful ကတော့ဒါသူ့ရဲ့ကစားပုံကိုကျွန်တော်တို့လေ့လာကြည့်ရှုရတဲ့လောက်ကတော့ဒါပောက်ကွင်းအားတော်တော်လေးပြင်းပြီးတော့မှ ဒီကျွန်တော်တို့မြန်မြန်ဆိုင်ဆိုင်ဒါရှင်ပြန်ကစားတက်တဲ့ဒီဆွမ်းဆောင်ရည်မျိုးတွေကျွန်တော်တို့ဒါရှိနေတာမျိုးတွေ့ရတယ်ဗောနော်ဒါတစ်ဖက်ကကျွန်တော်ဇဘက်စတီယန်ကက်တစ်စတန်ကိုလည်းဒါအနိုင်ရယူတွားနိုင်ချေရှိတဲ့ဒါအနေထားမျိုးတွေရှိနေတယ်ဗောနော်အဲ့တော့ကျွန်တော်ဒီလိုဒါပြောတာဗျဖိုက်တာနှစ်ဦးစလုံးရဲ့ဒီဆွမ်းဆောင်ရည်ကိုကျွန်တော်ဒါနိုင်ရှင်ချိလိုက်မယ်ဆိုရင်တော့ဒါကျွန်တော်အနေနဲ့ကတော့ဒီဇဘက်စတီယန်ကက်တစ်စတန်ကိုဒါပို့ပြီးတော့သဘောကျမိတယ်ဗောနော်အဲ့တော့ဇဘက်စတီယန်ကက်တစ်စတန်ရဲ့ဒီစတန်ဖိုက်ဆွမ်းဆောင်ရည်ကလည်းကျွန်တော်တို့ဒါအထင်ကြီးစရာလို့ရှိတယ်ဗောနော်အထူးသဖြင့်ကျွန်တော်တို့ဒီ အွန်လိုင်းဆန်ဒူရဲ့ဒီဂျီမာလိချင်းပြီးတော့မှကျွန်တော်ဒီထွက်လာတဲ့ fighter တွေတော်တော်များများကဒီ stand fight ပိုင်းမှာကျွန်တော်ဒါလုံးဝ short တွက်လို့မရအောင်ပေါ့နော် stand fight ပိုင်းမှာဆိုတော့ဒီအရင်ကြီးကျွန်တော်တို့ဒီ pro level လောက်မရှိရင်တော့မှကျွန်တော်တာမန် fighter တွေကိုကျွန်တော်ကောင်းကောင်းဒါဒုက္ခပေးနိုင်တယ်ပေါ့နော်အဲ့တော့အခက်မသိရင်တော့မှကျွန်တော်ဒီ Sebastian Catterston ဆိုတဲ့ဒါအွန်လိုင်းဆန်ရဲ့ဒါလိချင်းပေါ် fighter ကဒီ Aussie က fighter ကိုဒါအနိုင်ရယူသွားနိုင်ချေရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်နောက်ထပ်သွဲဆိုင်တစ်ဆိုင်ကိုတွန်းလိုက်အောင်ပါအဲ့တော့ဒီသွဲဆိုင်ကတော့ဒါ UFC က ဒီ fighter တူဖြစ်တဲ့ဒါဇန်လီတင်းဖြစ်တယ်ပေါ့နော်ဒါသူ့အနေနဲ့ကတော့ကျွန်တော် UFC ကနေကျွန်တော်ဒီလက်သွေးဖြုတ်ပြီးတော့မှဒါ one championship ဖွဲ့စည်းကသူ့ကိုပြန်လဲဒါခေါ်ယူထားတဲ့ fighter ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ fighter ကတော့ပြောမယ်ဆိုရင်တော့ဒီကစားပုံအရာကတော့နည်းနည်းလေးဒီပြင်းတင်ရောင်ရောင်လေးဖြစ်တယ်ပေါ့နော်ကျွန်တော်သူ့ရဲ့ပွဲစဉ်လေးတော်တော်များများတွားပြီးလေ့လာကြည့်မယ်ဆိုတော့ဒီ star fight ပိုင်းနဲ့ဒါရှင်ပြန်ထုတ်တက်တယ်လို့ဒါထင်ရပေမဲ့လည်းဒီ ground ကိုဒါအသားပေးပြီးတော့မှဒါရှင်ပြန်ကစားတယ်ပေါ့နော်အဲ့တော့ကစားပုံအရာကတော့ပြောမယ်ဆိုရင်တော့နည်းနည်းလေးဘယ်လိုပြောမလဲကြည်ရတဲ့လူအတွက်က ဒီရတာဖြိုပြင်းမှုတိတ်မရှိပေါ့နော်အဲ့တော့ဒီ one championship မှာရှင်ပြန်ထိုးတက်ထားခဲ့တဲ့ဒီမှတ်တမ်းတွေကိုကြည့်လိုက်မယ်ဆိုရင်လည်းသူ့အနေနဲ့ဒီ nine light ရှုံးလိုက်နဲ့ပေါ့နော်ဒီနီးစနစ်ပိုင်းရကလည်းကျွန်တော်တို့ဒီအရင်ကြီးကောင်းတဲ့အနေထားမျိုးတွေကျွန်တော်တို့ဒါမတွေ့ရဘူးအဲ့တော့ဒီတစ်ဖက်ကသူနဲ့ရှင်ပြန်ထိုးတက်သွားမဲ့ဒီ brazil ကဖတ်တာတူဖြစ်တဲ့ကျွန်တော် luke ဒါ gabriel ကတော့ကျွန်တော်ဒီဖူကက်မြို့မှာရှိတဲ့ဒါဂျင်တစ်ခုမှာကျွန်တော်အခြေချပြီးတော့မှဒါလိကျင့်နေတဲ့ဖိုက်တာတခုဖြစ်တယ်ပေါ့နော်အဲ့တော့ဒါ one championship မှာကတော့ဒီ luke 噶比如讲到咱那盘式，就那安那样有它那对样的，哎，到算上一哎呀表没收到嘞，但么收不了表那样的，不那但算上一高的就那比较单难看的，哎，到讲到 DFI 打野，算上一中大比例啦，基础没收到，那对个格啥不一样，基本是打偏片的，就那打 TRP 的、捧着牛的，打 Ground 版的就那 D 啊，土图片的 Grafing 版的打碎块币的嘛，就那打芯片格啥都没有对样的，不那哎，到 D 对战某 DFI 打家，D Grafing 版嘛，就那实际呀表没收到，那高的反它都不晓得，不那那多年嘞。 啲队友嘅回答都唔知咧，但曾李冰嗰度刚刚都靠本能嘅，但你睇下有啲事嘅，系嘛？喺度，前两年讲咯，啲队赛呢不得比，但卢卡、但加布里耶戈布比都嘛，但单边睇嚟，都呢啲，前嗰个 round punch ポンジャ冇好嘅嘛，但超过ポンジャ呢，啲队友嘅曾李冰输嘅回答，但系而家有啲人就系列咯，唔见咯，系咯，前嗰个 play 打队呢啲嘢，前嗰啲队赛队呢不得比，前嗰个睇下，但。 တွဲဆိုင်ကောင်းတွေနဲ့ပတ်သက်ပြီးပေါ့နော်ဒါဘယ်သူကအနိုင်ရယူသွားနိုင်ခြေရှိတယ်လဲဒါတွေနဲ့ပတ်သက်ပြီးဒါကိုယ့်ရဲ့ထင်မြင်ချက်တွေကိုလည်းဒါကျွန်တော်နဲ့အတူကျွန်တော်တို့ဒါခံမှန်းဖို့ဒီကနေ့ဒါဖိတ်ခေါ်ချင်တယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်နောက်ထပ်တွဲဆိုင်ကိုတွားလိုက်ရအောင်ပါ159 31ပြိုင်ပွဲကကျွန်တော်တို့ဒုကောင်ပွဲဒါကမ္ဘာဒီ graphlin ကမ္ဘာချန်ပီယံခပ်ပတ်လူပွဲတပွဲဖြစ်တယ်ပေါ့နော်အဲ့တော့ဒီပွဲစီမှာဆိုရင်တော့ American Fighter တို့ဦးဖြစ်တဲ့ဒါ Thai Ru Tuluka ဒါ1 Championship ဒါ Welterweight Submission Grappling ကမ္ဘာချန်ပီယံခပ်ပတ်ကိုဒါကာကွယ်သွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ Thai Ru Tuluka တော့ဒါ မာဂူမက်အဒူခါဒိုင်ရော့ဆိုတဲ့ဒီ Gwflin Fighter ကိုဒါအနိုင်ရယူပြီးတော့မှဒီ One Championship Welterweight ဒါဆက်မရှင် Gwflin Champion တူဖြစ်လာတယ်ပေါ့နော်။နောက်ပြီးတော့မှဒီ Champion ကကွယ်ပွဲမှာလဲဒီ Thailand သူလိုကဒါ Izet Michi ဆိုတဲ့ဒါ Fighter ကိုလဲဒါချုပ်ကွက်နဲ့ဒါအနိုင်ရယူထားတာတွေ့ရတယ်ပေါ့နော်။အဲ့တော့1 championship မှာကတော့ဒီ Thai Rule တို့လိုကဒါလုံးဝဒီရှုံးပွဲမရှိသားသေးဘူးပေါ့နော် အဲ့တော့ဒီဆွမ်းဆောင်ရည်ကောင်းတွေလည်းကျွန်တော်ပြသနိုင်ခဲ့တာလေးဒါတွေ့ရတဲ့အပြင်ကျွန်တော်ဘွန်းနဲ့စုမှုကြီးတွေလည်းဒါစုခုထားနိုင်တာမျိုးတွေတွေ့ရတယ်ပေါ့နော်အဲ့တော့သူနဲ့ရှင်ပြန်ထိုးတက်သွားမဲ့ဖန်တောင်ကတော့ဒါကန်ဒီတာကဒီဒန်တီလီယွန်လို့ခေါ်တယ်ပေါ့နော်အဲ့တော့2024ခုနှစ်မှာဆိုရင်တော့ဒီဒန်တီလီယွန်ကဒါဝမ်ချမ်ပီယံရှစ်ကိုဒါရောက်ရှိလာခဲ့တာဖြစ်ပြီးတော့မှဒီကျွန်တော်တို့ဝမ်ချမ်ပီယံရှစ်မှာဒါအမျိုးသမီးနှစ်ထပ်ဝမ်ချမ်ပီယံတူဦးဖြစ်တဲ့ဒါအန်ဂျလာလီရဲ့ဒါယောက်ျားဖြစ်သူပေါ့နော်ဒါဘရူနိုဖက်စီကိုဒါအနိုင်ရယူထားတာတွေ့ရတယ်အဲ့တော့ အဲ့ဒီပွဲစဉ်ကျွန်တော်တွားပြီးကြည့်လိုက်မယ်ဆိုရင်လည်းဒါအချိန်တူသွင်းမှာပဲဒါအန်ဂျလန်ဒီရဲ့ရောက်ကြောင်းကိုသူ့အနေနဲ့ဒါပွဲသိမ်းပြထားတာတွေ့ရတယ်မဟုတ်လားအဲ့တော့နစ်ဆာဘိုင်းမှာတော့ဒါဒန်တီလီယွန်ကဒါနောက်ထပ်ဖိုက်တာတူဦးဖြစ်တဲ့ဒါထိုမီလန်ဂန်ကာပေါ့နော်ထိုမီလန်ဂန်ကာနာမည်ကတော့ကျွန်တော်ဒီအတန်ထွက်မကောင်းမနိုင်မယ်ပေါ့နော်အဲ့တော့အစီအပြေသူလူလေးတော့ထွက်ထားတယ်ဒီထွန်မင်းလန်ကန်ကာဆိုတဲ့ဖိုက်တာကိုလည်းသူ့အနေနဲ့ဒီဆက်ပြီးတော့မှဒါအနိုင်ရရှိထားတယ်ပေါ့နော်အဲ့ဒီနောက်ပိုင်းမှာဆိုရင်တော့ဒါအခုလိုပဲဒါချန်ပီယံခပ်ပတ် လူခွင့်ရရှိလာခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီကနေဒါဖိုင်တာဒန်တီလီယွန်ကတော့ဒီအသွေးအကြုံရပြောမယ်ဆိုရင်တော့ဒါဒီကျွန်တော်ထိုင်ရူတူလူပဲဒါအသွေးအကြုံကောင်းတွေရှိတဲ့ဖိုင်တာတူဖြစ်တယ်ပေါ့နော်အဲ့တော့ဒီအတွက်ကြောင့်မို့ဒီဂွက်ဖလင်ခပတ်လူပွဲဒါဘွေးဆိုင်ကတော့ဒါကျွန်တော်ပရိသတ်တွေအနေနဲ့လည်းဒါစောင့်ကြည့်သွားတင်တယ်ပေါ့နော်အဲ့တော့ဒါဘလူကအနိုင်ရရှိသွားနိုင်မလဲဆိုတော့ကတော့ဒါပြောတော့ပြောရတာခက်တယ်ဗျ ဒါ fighter နှစ်ဦးစလုံးကလည်းဒါအတွေ့အကြုံကောင်းနေရှိတယ်အဲ့တော့ကျွန်တော်ကတော့ဒီ fighter နှစ်ဦးနဲ့ပတ်သက်ပြီးကျွန်တော်နည်းနည်းလေးခေါင်းတော့စားတယ်။နှစ်ဦးစလုံးကတကယ့်ကိုဒီစွမ်းဆောင်ရည်ကောင်းတွေရှိတဲ့ fighter တွေဖြစ်တဲ့အတွက်ကြောင့်မဒါခက်မှန်ရတော့ခက်တယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်ရဲ့ဒီ personally အရဆိုရင်တော့ဒီ Tyro သူလူကိုဒါပို့ပြီးတော့မှသဘောကျမိတယ်ပေါ့နော်။ဒါကစားပုံရတာလင်းမြန်တွက်လက်မှုရှိတယ်။ဒါသူ့အနေနဲ့ဒီချုပ်ွက်တွေကိုလည်းဒီမရမကဒီပုံဖော်ပြီးတော့မှဒါကစားတတ်တဲ့ဒါပုံစံမျိုးတွေလည်းရှိတယ်ပေါ့နော်ဒီအတွက်ကြောင့်မို့ဒီအတွက်ကြောင့်မို့ဒါ Thai Rule သူလိုကဒါသူ့ရဲ့ ီဝေတော်ဝေး submission Gwflin Champion ခပ်ပတ်ကိုဒါကောင်းကွယ်သွားနိုင်မယ်လို့ဒါကျွန်တော်ကတော့ထင်မြင်ထားနေပါတော့။ Okay ဒါဆိုရင်တော့ကျွန်တော်တို့ဒါအဓိကကောင်းပွဲတွဲဆိုင်ကြီးကိုသွားလိုက်အောင်ပါဒီတွဲဆိုင်ကတော့ကျွန်တော်တို့ဒါကျွန်တော်အနေနဲ့လူရင်းတူတုပ်ပုံစံမျိုးနဲ့ဒါတုံတက်ပြီးတော့မှဖြစ်တယ်ပါတော့။ဒါရှိမှလဲဒါဗီဒီယိုတပုတ်ဒါတင်ဆက်ရင်းနဲ့ကျွန်တော်တို့ဒါဘယ်သူကအနိုင်ရရှိသွားနိုင်မလဲပေါ့နော်ဒါတွေနဲ့ပတ်သက်ပြီးဒါတုံတက်တင်ဆက်ပေးထားတယ်ပေါ့နော်အဲ့တော့ဒီကောင်းပွဲမှာဆိုရင်တော့ကျွန်တော်တို့ဒီခွန်ထောအနီးနဲ့နောင်အူတို့ဒါရှင်ပြန်ထိုးတက်သွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ fighter နှစ်ဦးက ဒီ2025ဒါဖေဖော်ဝါရီလမှာဆိုရင်တော့ဒါပထမဆုံးအကြိမ်ကျွန်တော်တွေးဆုံခဲ့ဘူးတယ်ဗောနော်အဲ့ဒီတွေးဆုံတဲ့အချိန်မှာဆိုရင်တော့ဒါခွန်ထောအနည်းကဒါ non o go ဒီ split decision နဲ့ဒါကက်ပြီးတော့မှနိုင်သွားတယ်ဗောနော်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒါဒီ split decision နဲ့ဒါကက်ပြီးတော့မှနိုင်သွားခဲ့တယ်လို့ဒါပြောတာဗောနော်ကျွန်တော်ဒီတကယ်ဒါကွင်းထဲမှာတွားရောက်ကြည့်ရှုနေတဲ့ပရိသတ်တွေရောပြီးပြီဆိုရင်ကျွန်တော်ဒီ TV ကနေဒါကြည့်ရှုနေတဲ့ပရိသတ်တွေအားလုံးအတွက်ကဒီပွဲစဉ်မှာဒါခွန်ထောအနည်းကဒီနောင်ဦးထက်ကျွန်တော်တို့ဒီအမှတ်အပြတ်တက်ပုံစံမျိုးနဲ့ ဒါအနိုင်ရယူသွားနိုင်တဲ့ဒီအနေအထားမျိုးတွေဒါဆွမ်းဆောင်ပြသွားခဲ့တယ်ပေါ့နော်အဲ့တော့ရလက်အဖြစ်ဒီ split decision နဲ့ဖြစ်သွားတယ်ဆိုတော့ဒါပြည်သက်တွေကြားမှာသူတို့ငင်းခုန်မှုတွေရှိလာတယ်ပေါ့နော်အဲ့တော့ဒီလိုငင်းခုန်မှုတွေရှိလာပြီးတဲ့နောက်ပိုင်းမှာဒါ one championship ကလည်းဒါဒီလိုမျိုးကျွန်တော်အငင်းခုန်ဖြစ်တဲ့တွဲဆိုင်တွေကိုဆိုတော့ဒါချက်ချင်းဒီမကြည်ပွဲတွေကျွန်တော်ပြန်ပြီးတော့မှတည်ပြီးလိရှိတယ်ပေါ့နော်အဲ့တော့ now ကတော့ဒါဒီ bandwidth တန်းကနေပြီးတော့မှဒါ flight weight တန်းဆင်းလာခဲ့တယ်ဆိုပြီးမဲ့ဒါသူ့ရဲ့ဒီဆွမ်းဆောင်ရဲ့အရာဒါသူ့ရဲ့လှုပ်ရှားမှုတွေအရာ ကျွန်တော်အကလုံးခြုံပြီးကြည့်လိုက်မယ်ဆိုတော့ဒါမဆိုးဘူးလို့ပြောလို့ရတယ်ပေါ့နော်ဒါသူ့ကိုကျွန်တော်ပွဲထုတ်မယ်ဆိုရင်လည်းဒါပရိသတ်တွေအနေနဲ့လည်းဒါစိတ်ဝင်စားနိုင်ချေတော်တော်လေးများတယ်ပေါ့နော်အဲ့တော့ဒီဒီအချက်တွေကြောင့်လဲဒါ one championship ကဒါ control နီးနဲ့ဒါနောင်တို့ကိုဒါမကြည့်ပွဲပြန်ပြီးတော့မှတဲပြီးလိုက်တာဖြစ်တယ်လို့ကျွန်တော်ကတော့ဒါယူဆတယ်ပေါ့နော်။ Okay အဲ့တော့ဒီပွဲစဉ်မှာကတော့ဒါကျွန်တော်အနေနဲ့ဒီတက်လူဖိုက်တာတူဖြစ်တဲ့ control knee ကိုဒါအသားပေးထားတယ်။အဲ့တော့ဒီ fighter ရဲ့အားသာချက်ကကျွန်တော်ရှိမှလည်းပြောဆိုခဲ့တယ်လို့ပဲပေါ့နော်။ဒါကစားပုံရတည်ငြိမ်မှုရှိပြီးတော့မှဒါအသက်နိုင်ဆုံးတွေ့နေတဲ့ဒီ ပွဲရှင်ပြိုင်ထိုးတက်နေတဲ့အချိန်မှာဆိုရင်လေဒါထိချက်ကိုကျွန်တော်တို့မိမိရရဒါတိတိကျကျပုံစံမျိုးနဲ့ဒါရှင်ပြိုင်ကစားလေးရှိတယ်ပေါ့နော်အဲ့တော့တပတ်ကဒီကောင်တာဒီကိုလည်းသူ့အနေနဲ့ဒီရှောင်းတဲ့အပိုင်းကတော့အနေငယ်နဲတယ်ပေါ့နော်ဒါပေမဲ့လည်းဒါသူ့ရဲ့ကစားပုံရတော့ဒီပြိုင်ဖက်ရဲ့ဒါ PR ပေးလာတဲ့ဒဏ်ကိုလည်းဒါအကောင်းဆုံးဒါခုခံကောက်ွင့်ပြီးတော့မှဒါကစားသွားနိုင်တယ်ဒီဆွမ်းဆောင်ရည်မျိုးတွေရှိနေတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ဘလို့ပဲပြောပြဒီပွဲမှာဆိုရင်တော့ဒါခွန်တော်အနီးအနေနဲ့ဒါဒုတိယမကြီးပွဲမှာလည်းဒီဘလို့ပြောမလဲဖိုက်တာတို့ဥစလုံးကတော့ ီအလဲထိုးပုံစံမျိုးနဲ့ဒါရက်လက်လုံးဝကျွန်တော်တို့ဒါပြက်သားသွားအောင်ဒါရှင်ပြန်ကစားကြမယ်ဆိုပြီးတော့မှဒါပြောဆိုထားခဲ့တယ်ပေါ့နော်အဲ့တော့ဒီလိုပြောဆိုထားခဲ့တယ်ဆိုရင်မင်းလည်းဒါဖိုက်တာနှုတ်ဦးစလုံးရဲ့ဒီစွမ်းဆောင်ရဲ့အနေထားလေးကိုကျွန်တော်တို့ဒါရှင်ကြည့်လိုက်တဲ့ချိန်မှာတော့ဒီတိုင်းအဆုံးဖြတ်တိကျွန်တော်တို့ဒါရောက်ရှိသွားနိုင်ခြင်းရှိတယ်ပေါ့နော်အဲ့တော့ဒီတစ်ခေါက်တိုင်းအဆုံးဖြတ်မှာတော့ဒီရှိကဒီ split decision လို့မျိုးမဟုတ်ဘဲနဲ့ your name decision အနေထားဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဒီလိုဖြစ်နိုင်တဲ့အကြောင်းရင်းကိုပြောမယ်ဆိုတော့နောက်ကသူ့အနေနဲ့ဒီပွဲချိုရင်းတာမျိုးမှာဒါ control အနည်းကို ဒီသူ့အနေနဲ့ဒီပထမဝဲစဉ်တုန်းကလိုမျိုးပဲပေါ့နော်ဒါတိုက်စစ်ပုံစံမျိုးနဲ့ကစားမယ်တိုက်စစ်ကိုဒါအရင်ကတည်းကပို့ပြီးတော့မှဒီထုတ်မယ်ပို့ပြီးတော့မှဒီ aggressive ဆန်ဆန်ကစားမယ်ပြောထားတယ်ပေါ့နော်အဲ့တော့ဒီချက်ကပဲသူ့ကိုဒီတက်လုံပူကြစီပြီးတော့မှဘယ်လိုပြောမလဲဒီဆွမ်းဆောင်ရရလဲကျွန်တော်တို့ကြပြီးဒါ control အနည်းအနေနဲ့ဒါအခွင့်ရရပြီးတော့မှဒီအမှတ်ပြတ်တဲ့ပုံစံမျိုးမဟုတ်ရင်ဒီအလဲထိုးပုံစံမျိုးပေါ့နော်အလဲထိုးကတော့အခွင့်ရရပြောမယ်ဆိုတော့ဒါနည်းနိုင်ချင်ရှိတယ်ဒါ control အနည်းအမှတ် ဒီအပြက်တက်နဲ့ဒါနိုင်တော့ဖို့များတယ်ပေါ့နော်။ Okay ဒါကတော့ကျွန်တော်တို့1 5 night ဒါတတိ1ကအဓိကခေါင်းပွဲရဲ့ဒါကျွန်တော်ရဲ့အထင်မြင်ချက်လေးတွေဖြစ်တယ်။အဲ့တော့ပြည်သက်တွေအနေနဲ့ရောကျွန်တော်ဒီ1 5 night 31ပြိုင်ပွဲကတကယ်ကိုဒီတွဲဆိုင်ကောင်းတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ ဒီတွဲဆိုင်တွေထဲကပေါ့နော်ဘယ်ဖိုင်တာတွေကိုပို့ပြီးသဘောကျမိတယ်လဲဘသူတွေကဒါအနိုင်ရယူသွားနိုင်ချေရှိတယ်လဲပေါ့နော်ဒါနဲ့ပတ်သက်ပြီးပရိသတ်တို့ရဲ့ထင်မြင်ချက်လေးတွေကိုလည်းဒါအောက်ကခွန်မမှာဒါဝင်အောင်ဆွေးနွေးတော့ဖို့ဒါထပ်မံဖိတ်ခေါ်ချင်တယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်ဒီကနေ့ရဲ့ဒါပွေးချူတုံးတက်ချက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲနောက်လာမယ့်နေ့ရက်ဒီမှာလည်းဒီပွေးပြီးတုံးတက်ချက်တွေကျွန်တော်ဒီပွဲစဉ်တွေဒါပွဲတင်အကြောင်းအရာတွေပေါ့နော်ဒါစားတဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုကျွန်တော်ဒါတည်တက် တင်ဆက်ပြီးသွားပြီးပို့လည်းရှိတယ်ပေါ့နော်ဒီလိုကြောင့်မဒါဆောင်မြေကြည့်ရှုအားပေးဖို့အားပေးကိုချင်ပါတယ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဂျိုးဆပ်ပဲဖြစ်ပါတယ်အားလုံးပဲတာယာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နေကြပါစေ